ပပြည်သူများရှင်ကြီးသူကိုယူသည်ရွယ်သူကိုလေးစားငယ်သူများကိုတနာညာတာဆိုတဲ့အတိုင်းပါပဲကျမတို့မြန်မာလူမျိုးများမိမိတို့ထက်အသက်ဂုံကြီးသူများကိုပူဇော်ကတော်လေးရှိကြပါတယ်။နှစ်စဉ်နှစ်တိုင်းအရက်ဒေသအသီးသီးမှာတကြီးပူဇော်ပွဲတွေကျင်းပကြပြီးလူကြီးသူမှဘိုးဘွားမိဘများကိုပူဇော်ကတော်လေးရှိကြတဲ့တလေဟာလည်းကျမတို့မြန်မာလူမျိုးတွေရဲ့ချစ်စရာတလေတစ်ခုပါ။ ပြပြသူများရှင်ဒီကနေ့မှာဆိုရင်လေရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်အမှန်ငါရက်ွက်လုံးဆိုင်ရာတသနာနှုတ်ခအတင်းကြီးမှကြီးမှုကျင်းပတဲ့၁၉ချိန်မြောက်တကြီးပူဇော်ဝဲအခမ်းအနားကိုကျင်းပပြုလုပ်နေတာဖြစ်ပါတယ်ဒီနေ့အခမ်းအနားကျင်းပတဲ့ရည်ရွယ်ချက်ကတော့ဥရုကမာရွတ်မြို့နယ်အမှန်ငါရက်ွက်၁ချိန်မြောက်တကြီးပူဇော်ဝဲအခမ်းအနားနှစ်စဉ်ကျင်းပဒီဒီနေ့နဲ့ဆို၁၉ချိန်မြောက်ပေါ့ဥကအတွင်းမှုဥထိပ်လိုက်မှာ တရားတွေ့ပဲတွေ့မှုဥယျမြင့်ပါအဲ့တော့ဥတို့ရည်ရွယ်ချက်ကတော့ဘိုးဘွားတွေကိုတင်းကြမတန်ကလေးသူတို့တုံးကျင်တာလေးတုံးလှူကျင်တာလေးလှူနိုင်အောင်ဆိုပြီးတော့တင်းကြမတန်ကလေးကိုနှစ်စဉ်အမြဲတမ်းကျင်းပပေးခဲ့ပါတယ်ကျင်းပတဲ့ရည်ရွယ်ချက်ကတော့ဒီရက်ွက်အတွင်းမှာရှိတဲ့အဖိုးဘွားတွေဒီတင်းညာအတွင်းမှာတရားစခန်းတွေဝင်နေတဲ့အခါမှာအထောက်ပံ့ဖြစ်စေဖို့ဥတို့ကနေပြီးတော့ငွေကြေးတွေပစ္စည်းတွေနဲ့ကြော့တယ် ဥရောတန်လန်းတို့ကအစင်းဟာဆိုလို့ရှိရင်ခုလိုကထိန်ပွဲတွေနော်ဖျားပွဲတွေအခုလိုတက်ကြည့်ပူဇော်ပွဲတွေကိုပြုလို့နိုင်အောင်ဘာသာတန်လန်းနဲ့ကိစ္စပတ်သက်မြတ်အားလုံးကိုဥရောကဥစည်းပြီးတော့ရက်ွက်ထဲမှာဆောင်ရွက်ပေးရခြင်းဖြစ်ပါတယ်အခမ်းအနားစာမှာတော့နမောတ္တသုံးချက်ရွတ်ဆိုပြီးအခမ်းအနားကိုစတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။နမောတ္တ နောက်မှာတော့ကတော့ကံဖိုးများထဲမှာအဖိုးတူဖြစ်သူကအဖွင့်အမှားစကားပြောကြားပေးခဲ့ပါတယ်။ဆက်လက်ပြီးကမာယူမျိုးနဲ့အမှန်ငါရက်ွက်အုပ်ချုပ်ရေးမှူးတင်မြင်အမှန်ငါရက်ွက်သာသနာ့နှုတ်ခအသင်းဥက္ကဋ္ဌဦးလာရှူတို့ကအဖွင့်အမှားစကားပြောကြားပေးခဲ့ပါတယ်။ဟာဦးတို့ဒီရက်ွက်မှာတိုက်ခန်းနေဆိုတော့တခန်းဝင်တခန်းထွက်အဖိုးဖွားတွေကိုလိုက်စင်းပြုစုအလူငွေတွေကောက်ခံအဲ့လိုလုပ်ခဲ့ပါတယ်။အဲကျွန်တော်တို့ရက်ွက်ထဲမှာ ခုလိုပေါ့စင်နာရှင်ပါမရှင်ကုသရှင်တွေကလှူဒန်းတဲ့ငွေလေးတွေလိုက်ကောက်ကောက်ပြီးတော့အခုရသမျှကိုကျွန်တော်တို့ဘိုးဘွားတွေကိုတူဦးကိုအနည်းဆုံး1800 1800 1000เนาะပြန်မြချင်းနောက်ပြီးတော့စုမဲ9မဲเนาะအဲစုမဲ9မဲကိုမှတခါအပူစုတွေထပ်ပေးသွားမှာအဲ့ဒါဆိုရင်တူဦးတူဦး2000ကျော်ပါမယ်အဲ့ဒါဆိုဦးတို့ကဒီလိုကုသိုလ်ပြုလှူဒန်းအတွက်ဦးတို့သိတ်ဝမ်းသာတယ်เนาะအဲ့ဒါလေးပြောပြချင်ပါတယ်ဒီနေ့ကျင်းပတဲ့ပွဲကတော့ ဥရဒီဒီဂါရဝဆနိဝါဒောဆဆိုတဲ့ဒီဘုရားဟောဆောင်ပုတ်နဲ့အညီဥရဗုဒ္ဓဘာသာရာဒီနှစ်စဉ်နှစ်တိုင်းပြုလုပ်တဲ့အထွတ်မြတ်ထားတဲ့ပွဲပါပဲအဲရှစ်ဆက်ကတော့နှစ်စဉ်ဥရတော့ကထိန်တင်ငန်းကပ်ပွဲဘုရားပွဲအခုလိုတက်ကြည့်ပူဇော်ပွဲနှစ်စဉ်အများဆုံးဆောင်လို့သွားမှာပါအာအတိုင်းမသိဝမ်းမြောက်ပီတိဖြစ်ရပါအာအခုလိုကျွန်တော်တို့မိဘတွေကိုဘိုးဘွားတွေကိုပူဇော်ကြရတဲ့အထူးပဲဝမ်းသာပါကြောင်း ျွန်တော်နဲ့ထတ်တူနော်ပေးသက်တယ်လဲဝန်လာပါမယ်လို့အဲဥရောကတော့နိုင်ကအဖွဲရပါဘောနော် ကိုရဲအသက်ကြီးတဲ့အဖိုးအဖွားတွေကိုအခုလို့ကွန်ကြီးဝိုင်းဝန်းပေးရတဲ့အတွက်ဥတို့နေတယ်လဲအထူးပဲကျေးဇူးတင်ပါတယ်လို့အိမ်နော်တက်ရောက်လာကြတဲ့တကြီးပူပွားများကိုကတော်ကျိုးဖြင့်ပူဇော်ကတော်ခဲ့ကြပါတယ်ဆက်လက်ပြီး ကတော့ခံအဖိုးဘွားများထဲမှာအဖိုးတူဖြစ်သူကအဖိုးဘွားများကိုစားကျေးဇူးတင်စကားပြန်လဲပြောကြားပေးခဲ့ပါတယ်။မြစ်စီတင်တိုင်းလေးကျန်းကျန်းမာမာနဲ့ဒီရရွာလူကြီးတွေကလည်းအားလုံးဒီတတိပုသောဘွဲကိုဖြစ်မြောက်ရေးအတွက်ကိုဝန်ဝင်ပြီးတော့ဆောင်ရွက်ပြီးတော့ခုလိုကျန်းကျန်းမာမာနဲ့အဖိုးလဲတက်ရတဲ့အတွက်ဝေးသပါတယ်။ ဘွားရင်ထဲမှာတော့ဒါပထမအဆုံးပဲရှင်ပါလေအဲ့ဒါကြောင့်ရန်ဝင်းသားပါတယ်အားလုံးဂုံလုံးဒီလိုလောက်တာကောင်းပါတယ်လို့နော်အဲ့နောက်မှာတော့ကိုနဝင်းကကြော်စီတော်အတွက်အလှူငွေများကိုပေးရလူတန်းခဲ့ကြပါရဲ့ရှင်ပြပပြည်သူများရှင်ဒီကနေ့ကျမတို့အတူတိတ်ဖွဲ့သားတွေရိုက်ကူးတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းဒေသကြီးကမာယုမြို့နယ်ကိုနဝင်းကကြော်စီရဓမ္မယုံမှာကျင်းပပြုလုပ်တဲ့19ကြိမ်မြောက်တကြီးပူဇော်ပွဲအခမ်းအနားပဲဖြစ်ပါရဲ့ရှင်။